ဖက်ရှင်ကျင်းဆောင်မီးရဲ့လိုဝေးပန်းခင်ရအောင်ဖန်တီးပေးခဲ့တဲ့ဒီဇိုင်နာရတုကိုအခုလိုအချက်ကြောင့်ကျေးဇူးတင်လွှာမှာမထည့်ခဲ့တဲ့ဆိုပြတဲ့စဉ်ပရိသတ်များအားလုံးမင်္ဂလာပါရှင့်မြန်မာစတားပေ့ချ်ကနေပြန်လည်ကြိုဆိုလိုက်ပါတယ် တလောကလုံးကိုဂျေဇုတင်ကြောင်းချပြခဲ့ပေမဲ့လူတယောက်ကိုတော့ဂျေဇုတင်ကြောင်းချမပြခဲ့ရကဆိုပြတဲ့စင်မှာဆိုပြတဲ့စင်ဂျေဇုမတင်ခဲ့တာကဒီဇိုင်နာယတုပါဒါကလည်းဒီဇိုင်နာယတုကဆိုပြတဲ့စင်ကိုစင်ပေးခဲ့တယ်။တက်ချင်းတောင်းလို့လို့မိအုပ်ဆောင်လို့လို့ဝိဆောင်ချောင်းဖြစ်မယ်လို့ထင်ကြီးပေးနေကြတာဖြစ်ပါတယ်။အလုံးသေးကြတဲ့အတိုင်းပဲမင်းသမီးကျော်ဆိုပြတဲ့စင်နဲ့ဟိမယန်တို့ရဲ့မင်္ဂလာပွဲကြီးကတော့အောင်မြင်စွာနဲ့ပြီးဆုံးသွားခဲ့ပါပြီ။ပွဲပြီးတဲ့နောက်မှာဆိုပြတဲ့စင်ကသူမရဲ့မင်္ဂလာပွဲစဉ်တစ်လျှောက်လုံးမှာကုညီပန်ဖို့ပေး ခဲ့ကြတဲ့သူတွေအားလုံးကိုစာရှိချင်းရေးပြီးတော့ဂျေဇုတင်စကားဆိုခဲ့ပါတယ်။ဝစ်စင်ခဲ့တဲ့ယန္တနာဆိုင်တွေဖြစ်တဲ့စိန်နန်းတော်ဝိန်ဖူစိန်အီဂရီဆရာတွေအပြင် မင်္ဂလာဝတ်ဆောင်တွေကိုချုပ်လုပ်ပေးခဲ့တဲ့ဒီဇိုင်နာမိုးကုတ်ပေါပေါနဲ့အခြားသူတွေကိုတယောက်မကျန်နဲ့ပဲတက်ပြီးတော့ကျေးဇူးတင်ခဲ့ရပါဒါပေမဲ့ပရိသတ်တွေရဲ့မျိုးလုံးတောက်ထောက်ကြီးရှုမှုတွေအောက်မှာအရေးကြီးတဲ့နာမည်တစ်လုံးပျောက်ဆုံးနေတာကိုတွေ့လိုက်ရပါတယ်အဲ့ဒါကတော့ဒီဇိုင်နာရတုပါပဲဘာကြောင့်ဆိုပြတဲ့စင်ကတလောကလုံးကိုကျေးဇူးတင်ပြီးတော့သူမရဲ့ပင်နိုင်ဒီဇိုင်နာလို့ပြောလို့ရတဲ့ဒီဇိုင်နာရတုကိုမှချန်လက်ထားခဲ့ရလဲဒီမေကွန်းရဲ့ဖြေကိုပရိသတ်တွေကတော့အစောပိုင်းကံလောင်းတွေကဖြစ်ပျက်ခဲ့တဲ့ဖက်ရှင်ကွမ်းနဲ့ကိစ္စနဲ့ဆက်ဆက်ပြီးတော့အဖြေထုတ်နေကြပါ ါတယ်မမီကြအောင်မယ်လို့ထင်ပါတယ်ဟေးဝရန်ကဆိုဖီးတဲ့စင်ကို surprise လုပ်ပြီးတော့လက်ထက်ခွင့်တောင်းခဲ့တဲ့ပွဲနေတုန်းကပါအဲ့ဒီနေ့ကဆိုဖီးတဲ့စင်ဝစ်ဆင်ခဲ့တဲ့အဖြူရောင်ဝစ်စုံလေးဟာ social media ထက်မှာအကြီးကျယ်ဝေဖန်ခံခဲ့ရပါတယ်ဒီဝစ်စုံကိုဒီဇိုင်နာရတုကဖန်တီးပေးထားတာဖြစ်ပြီးပရိသတ်တွေကတော့ဒီဝစ်စုံဟာချင်းအောင်စကားကွက်ကြီးနဲ့တူတယ်မီးအုပ်ဆောင်နဲ့စွတ်ထားတယ်လို့ပဲတချို့တွေဆိုရင်ချက်ချင်းအောင်နဲ့အမောက်ထားတယ်လို့ပဲဆိုပြီးတော့တောင်းမှပြင်းပြင်းထန်ထန်ဝေဖန်ခဲ့ကြတာပါတကယ်တမ်းပြောရရင်ဆိုဖီးတဲ့စင်ဟာခန္ဓာကို ိုတည်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 လေးနဲ့အရက်သိမ့်မရှိတဲ့မင်းသမီးတစ်လက်ပါဒီလိုခန္ဓာကိုယ်မျိုးနဲ့အောက်ကကကကြီးဖြစ်နေတဲ့မိအုပ်ဆောင်ဒီဇိုင်းမျိုးကလုံးဝလိုက်ဖက်မှုမရှိပါဘူးဝတ်ဆောင်ကလူကိုယ်မျိုးထားသလိုဖြစ်ပြီးတော့စူပြည့်တဲ့ဇင်အလှကိုပန်ပူးမပေးပဲဖက်ရှင်ချိန်စာမိသလိုဖြစ်သွားကြရပါတယ်အဲ့ဒီအချိန်တုန်းကဒီဇိုင်းနာရတုဘတ်မှလည်းဒီဝတ်ဆောင်ကိုလူအယောက်30ကသုံးညမအိပ်ဖဲနဲ့စူးစားပန်စားဖန်တီးထားရတာပါဆိုပြီးတော့ရှင်းပြခဲ့ပူပါတယ်ဒါပေမဲ့ဖက်ရှင်ဆိုတာစူးစားမှုတစ်ခုတည်းနဲ့မရပဲ ရှာလန်နဲ့ဝစ်စင်တို့နဲ့လိုက်ဖက်မှုကအဓိကဖြစ်တာကြောင့်ပြည်သက်တွေရဲ့ဝေဖန်မှုတွေကိုမလွန်ဆန်နိုင်ခဲ့ပါဘူး။ဆိုပြတဲ့ဇင်နေနဲ့တသက်မှာတစ်ခါသာကြုံရမယ့်အမှတ်တရလက်ထခွင့်အတောင်းခံရတဲ့နေ့မှာအခုလို fashion ကြောင့်အဆက်ကွဲခဲ့ရတာလူပြောစရာဖြစ်ခဲ့ရတာတွေကိုစိတ်ထဲမှာခုနေပုံရပါတယ်။ဒါကြောင့်မယ်မင်္ဂလာပွဲကြီးပြီးဆုံးသွားတဲ့အခါမှာတခြားဒီဇိုင်နာတွေကိုကျေးဇူးတင်ကြောင်းပြောကြားခဲ့ပေမဲ့ဒီဇိုင်နာယတုကိုတော့ရောင်းလို့တောင်ထည့်မရခဲ့တာဖြစ်နိုင်တယ်လို့သုံးသပ်နေကြပါတယ်။ တဟာမချေနှမှုကိုစကားနဲ့မပြောဘဲတိတ်ဆိတ်ခြင်းနဲ့လက်စားချေလိုက်ကြလို့တောင်တချို့ကဆိုကြပါတယ် ဘာပဲဖြစ်ဖြစ်ပါဒီဖြစ်ရကတော့ဒီဇိုင်နာတွေအတွက်ရောသတို့သမီးလောင်းတွေအတွက်ပါသင်ငန်းစာယူစရာတခုပါကိုနဲ့မလိုက်ဖက်တဲ့ဒီဇိုင်းကိုရွေးချယ်မိရင်အမတ်တရားနေလိမ့်မှာအမဲဆက်အထင်ကျန်ရနိုင်နေဆိုတာပါကေပရိတ်တကြီးဆိုဖြစ်တဲ့စဉ်ကတော့ဒီဇိုင်နာရတုကိုကျေးဇူးတင်လွားမှာမထည့်ခင်တာကမေ့ကြံခဲ့တာလို့ထင်လားဒါမှမဟုတ်ဝစ်စုံကြောင့်တမင်တကာချန်လက်ထားခဲ့ရလို့ထင်ပါသလားမိမိတို့ရဲ့အမြင်လေးတွေကိုမှတ်ချက်ပေးခဲ့ပါအောင်ရှင်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်